မင်္ဂလာပါရှင်11ရက်တရက်နိုဝင်ဘာလ22ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မေဒီကနေ့မှတင်ဆက်မဲ့သတင်းတွေကတော့ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရငွေအပြည့်အဝပြန်လည်ပေးသွင်းမှုမရှိတဲ့အပြင်မြန်မာနိုင်ငံပေမျိုးစုံပြောင်းနေနှမ်းကုန်တွေများအသင်းမှတာဝန်ရှိသူများအားဆဲဆိုချင်းချောက်ခဲ့သူများကိုဖမ်းဆီးရေးယူထားရဆွဲတဲ့တင်းရှိမျိုးရံမျိုးအောင်ရက်ကွက်မှာအမွေကိစ္စစကားများရဖြစ်ပြီးတူဖြစ်သူကအတော်ဖြစ်သူကိုတနက်နဲ့ပြစ်တတ်မှုဖြစ်ပွားတဲ့တဲ့ တောင်ကိုရီးယားမှာမရိတ်တပ်သားတအူရင်းနဲ့တေဆုံမှုကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးသမရဟောင်ရှုံးကိုဆွဆွဲပစ်တင်နေတဲ့။ဘရဇီးမှာကျင်းပတဲ့ကမ္ဘာရာသီဥတုညီလာခံမှာမန်တန်မီလောင်နာကြောင့်လူများအလန့်တကြားထွက်ပြေးခဲ့ရတဲ့တဲ့။နောက်ခံလူဂါဘရီယယ်ရေတပတ်အများအပြားအနိုင်ရမယ်လို့အာတီတာပြောကြတဲ့တဲ့ရင်အစားရှိတဲ့တဲ့ရင်များကိုတင်ဆက်ပါပါ။ဦးစောတဲ့တဲ့ပုံအင်းနေ ြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရောက်ွယ်ပြည်ဝပြည်လည်ပေးသွင်းမှုမရှိတဲ့အပြင်မြန်မာနိုင်ငံပေမျိုးစုံပြောင်းနေနှက်ကုန်တွေများအသေးမှတာဝန်ရှိသူများအားဆဲဆိုချေချောက်ခဲ့သူများကိုဖမ်းဆီးရေးယူထားတဲ့တင်ကိုတင်ဆက်ပါမယ်။ပြည်ပသို့ပို့ကုန်များတင်မိုးခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရငွေအပြည့်အဝပြန်လည်ပေးသွင်းမှုမရှိတဲ့အပြင်မြန်မာနိုင်ငံပေမျိုးစုံပြောင်းနေနှန်းကုန်တွေများအသေးမှတာဝန်ရှိသူများအားဆဲဆိုချေချောက်ခဲ့သူများကိုဖမ်းဆီးယူထားကြောင်းသိရပါဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဂျိုးပန်းဆောင်လျက်ရှိရာမှာစီးပွားရေးလုပ်ငန်းရှင်အချို့မှ၎င်းတို့ရဲ့ကိုဂျိုးစီးပွားကိုသာရှေ့ရှုပြီးနိုင်ငံတော်ရဲ့စီးပွားရေးနဲ့ငွေကြေးမူဝါဒများကိုကမောက်ကမဖြစ်စေရန်ရည်ရွယ်ပြီးမတမာတဲ့နီလန်များနဲ့ဆောင်ရွက်လျက်ရှိကြောင်းတာဝန်ရှိသူများကသတင်းရရှိခဲ့ပြီး၎င်းတို့အားဖော်ထုတ်ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အရိကေစာနဲ့ဆက်လင်းပြီးစုံစမ်းဖော်ထုတ်ခဲ့ရာ ရုံတိုင်းဒေသကြီးဗဟန်းမြို့နယ်ကဘာအေးဖျားလန်းပလဲကွန်တိုအမှတ်803ဘီမှာရုံခန်းဖွင့်လှစ်ထားတဲ့မဟာနဒီ International Company Limited မှဒါရိုက်တာများဖြစ်တဲ့ဥယေမင်းလွင်ဒေါ်ကွန်ဒီဒေါ်ဖြူဖြူစင်ဒေါ်မြင့်မြင့်လှိုင်နဲ့ဒေါ်ခင်စန်းတီတို့ဟာ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြည်ပသော American Dollar 52တန်းကျော်တန်မှုရှိမက်ပေးများတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရောင်းငွေ American Dollar တန်း40ကျော်ပြန်လည်ပေးသွင်းရန်ကြံရှိလျက်ရှိကြောင်း ဦးနရီထိုတူဦးဟင်နရီခင်မောင်နဲ့ဒေါ်ပြူပြူစင်တို့နှစ်ဦးအမည်နဲ့တည်ထောင်ထားတဲ့ AK Shipping and Trading Company Limited အနေနဲ့လည်း2022ခုနှစ်မှ2024ခုနှစ်အတွင်းပြပသော American Dollar 9.5သန်းကျော်တန်ဖိုးရှိမပေးများတင်ပို့ခဲ့ပြီး American Dollar 2သန်းကျော်နိုင်ငံတော်သို့ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ ထပ်မံစစ်ဆေးတွေ့ရှိချက်များအရဦးဟင်နရီခင်မောင်ရဲ့တားဖြစ်သူဦးရဲမဲလွင်နဲ့ခင်မင်းရင်းနှီးတဲ့ဦးဘိုးဘိုးတန့်ရဲ့တော်သားကြီးကုမ္ပဏီလီမိတက်အပြီးခံပြီး2024ခုနှစ်အတွင်းပြည်ပသို့အမေရိကန်ဒေါ်လာ10သန်းကျော်တန်ဖိုးရှိမက်ပဲနဲ့ပဲစင်းကုန်များကိုတင်ပို့ခဲ့ပြီးပို့ကုန်ရငွေအမေရိကန်ဒေါ်လာ9သရမ3သန်းကျော်မှာနိုင်ငံတော်သို့ပြန်လည်ပေးသွင်းရန်တန်ရှိနေကြောင်းထို့အတူဦးရဲမင်းလွင်ဟာ Ocean Lion King Company Limited အမည်ကိုအသုံးပြုပြီးပေးမျိုးစုံတင်ပို့လျက်ရှိကြောင်းသတင်းရရှိတာကြောင့်ထပ်မံစစ်ဆေးခဲ့ရာ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြပသော American Dollar 1.6တန်းကျော်တန်ဖိုးရှိမှတ်ပေးများကိုတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရောင်းဝယ်များပြန်လည်ပေးသွင်းရန်ကြေညာလျက်ရှိကြောင်းတွေ့ရှိရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါသည်။ ဒါအပြင်ဦးရဲမင်းလေးဟာနိုင်ငံတော်သို့ပို့ကုန်ရောင်းဝယ်များပြန်လည်ပေးသိမှုမရှိတာကြောင့်၎င်းရဲ့ကုမ္ပဏီများအားပို့ကုန်သွင်းကုန်နိုင်စင်ပေးသိခံရမှုအပေါ်ကျေနပ်မှုမရှိတာကြောင့်ပေးမျိုးစုံရောင်းဝယ်တဲ့လုပ်ငန်းလုပ်ကိုင်ရေးအတွက်ကုန်တယ်များ၊ပွဲစားများ၊တောင့်သူများချိတ်ဆက်ဆောင်ရွက်ရရှိတဲ့ online plus မြန်မာ association အမည်ရှိ viber group မှာမြန်မာနိုင်ငံပေမျိုးစုံပြောင်းနေနိုင်ငံသားများအသင်းမှတောင်းရှိသူများကိုရုံရင်ကျန်းန်းစွာဆဲဆိုခြင်းအသက်အန္တရာယ်ချင်းချောက်တဲ့စာသားများရေးသားဖော်ပြခြင်းများဆောင်ရွက်ခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရပါတယ်ဒါကြောင့်ပြည်ပသို့ပို့ကုန်များတင်မုတ်ခဲ့ပြီးပို့ကုန်ရောင်းငွေပြန်လည်ဝင်ရောက်ခြင်းမရှိခဲ့တဲ့ကုမ္ပဏီများမှတောင်းရှိများဖြစ်တဲ့ဥယျာဉ်မင်းလွင်ထွက်ပြေးတင်းရှောင်းဒေါ်ကွန်တီထွက်ပြေးတင်းရှောင်းဒေါ်ဖြူဖြူစီထွက်ပြေးတင်းရှောင်းဒေါ်ပြင်းမြင့်လိုင်ဖမ်းမိ ဒေါခင်စန်းတီဖမ်းမိဥဟင်နရီခင်မောင် ဖမ်းမိဥပပိုတက်ဖမ်းမိနဲ့ဥထေးကိုထွက်ပြေးတိရှောင်းလို့ရှိဦးနဲ့အသည်မတာဝန်ရှိသူများကိုရုံရင်ကြမ်းတမ်းစွာဆဲဆိုခြင်းအသက်အနည်းချင်းချင်းချင်းများဆောင်းခဲ့သူဥရဲမင်းတွင်ထွက်ပြေးတိရှောင်းလို့အပေါ်၎င်းတို့ကျွလွန်ခဲ့တဲ့ပြစ်မှုများအလိုက်ထိရောက်စွာအေးအေးသွားမှဖြစ်ကြောင်းသိရပါသည် ၎င်းတို့ဟာနိုင်ငံတော်သို့ပေးသွင်းရမယ့်ပို့ကုန်ရောင်းဝယ်များကိုပေးသွင်းရန်ပြတ်ကွက်ခဲ့တဲ့ပြင်ရရှိတဲ့ပို့ကုန်ရောင်းဝယ်များအားဖျောက်ဖျက်ဆောင်ရွက်ထားကြောင်းတနင်္လာဖြစ်ပွဲတွေ့ရှိရတာကြောင့်၎င်းတို့ရဲ့ပိုင်ဆိုင်မှုများအပေါ်ငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေအရလည်းထိရောက်စွာရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းဒါအပြင်နိုင်ငံတော်ရဲ့စီးပွားရေးနှင့်ငွေကြေးမူဝါဒများတည်ငြိမ်စေရေးအတွက်ပို့ကုန်ရောင်းဝယ်ပြည်လဲပေးသွင်းရန်ပြတ်ကွက်တဲ့အခြားကုမ္ပဏီများကိုလည်းဆက်လက်ဖော်ထုတ်ရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ောက်တဲ့တိုင်းတစ်ပုတ်အနေနဲ့ရှေးမျိုးရံမျိုးရက်ကွက်မှာအမွေကိစ္စစကားများရင်ဖြစ်ပြီးတူဖြစ်သူကအတော်ဖြစ်သူကိုတနက်နဲ့ပြစ်တက်မှုဖြစ်ပွားတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။မော်ပြည်နယ်ရေးမျိုးရံမျိုးရက်ကွက်မှာအမွေကိစ္စစကားများရင်ဖြစ်ရမှတူဖြစ်သူကအတော်ဖြစ်သူအားတနက်နဲ့ပြစ်တက်မှုဖြစ်ပွားခဲ့ကြောင်းတဲ့င်းရရှိပါတယ်။ပြီးခဲ့နိုဝင်ဘာလ18ရက်နေ့က ရေးမျိုးရံမျိုးအောင်ရက်ကွက်နေအသက်40နှစ်အရွယ်ဒေါခင်ဆန်းဤဆိုသူအမျိုးသမီးမှာ၎င်းရဲ့နေမှာရှိနေစဉ်ရေးမျိုးနဲ့ဖလန်ချောင်းဝကျေးရွာနေတူတော်ဆက်သူအသက်30နှစ်အရွယ်မောင်ဖြူဆိုသူရောက်ရှိလာပြီးတနက်နေ့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရကြောင်းလုံခြုံရေးတပ်ဖွဲ့ရဲ့နှိစက်သူတူကပြောကြားပါရီ၎င်းကဆက်လက်ပြီးတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးတဲ့အခါမှာတနက်နေ့ပြစ်ခတ်မှုမတိုင်ခင်အတော်ဖြစ်သူဒေါခင်ဆန်းဤနဲ့တူဖြစ်သူမောင်ဖြူတို့ကအမွေကိစ္စနဲ့စကားမျက်ရင်ဖြစ်ကြရလို့ကြားသိရတယ်ပြီးတော့မောင်ဖြူကပြန်သွားပြီးမှ တနက်ယူလာပြီးအတော်ဖြစ်သူကိုပြစ်တက်လိုက်တာလို့သိရပါတယ်လို့ပြောကြားပါတယ်။တနက်နေ့ပြစ်ခတ်ခံခဲ့ရတဲ့ဒေါခင်ဆိုင်ကြီးမှာအခင်းဖြစ်ရနေရမှာပဲဦးကောင်းတနက်ဒဏ်ရာနဲ့တည်ဆုံးခဲ့ကြောင်း၎င်းကဆိုပါတယ်။အတော်ဖြစ်သူအားတရက်နဲ့ပြစ်တက်ခဲ့သူမောင်ဖြူမှာလည်းထပ်ပြေးလို့မြောက်နေစေဖြစ်ကြောင်းနဲ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရေးမျိုးမရေးစခန်းမှာပ63မြင်းစော2025ရာစကြီးဥပဒေပုံမှ300နှစ်နဲ့အမှုဖွင့်ထားကြောင်းသတင်းရရှိပါရယ်ဆက်လက်ပြီး တောင်ကိုရီးယားမှာမရင်းတပ်သားတအုပ်ရင်းနှစ်တေဆုံးမှုကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးသမရဟောင်ယွန်းကိုဆွဆွပစ်တဲ့တရင်ကိုတင်ဆက်ပါမယ်။တောင်ကိုရီးယားမှာသမရဟောင်ယွန်းစောယုံနဲ့ခြားသူများဟာမရင်းတပ်သားတအုပ်ရင်းနှစ်တေဆုံးမှုအားစုံစမ်းစစ်ဆေးမှုကိုကြိုးကန်ချေလျင်ကြိုးပမ်းမှုဆွဆွချက်များနဲ့ပတ်သက်ပြီးနိုဝင်ဘာလ22ရက်နေ့မှာယွန်းအားဆွဆွပစ်တင်ခဲ့ပါတယ်။ ရွှန်းဟာပြီးခဲ့တဲ့နေ့ဒီဇင်ဘာလကဆဲအုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပေမဲ့လည်းနိုင်ပိုင်းကြာမှာလွှတ်တော်ကရွှန်းရဲ့ဆဲအုပ်ချုပ်ရေးအမိန့်ကြေညာမှုကိုပယ်ချခဲ့ပြီးရွှန်းကိုဆွဆွဲပြစ်တင်ခဲ့ပါတယ်။အဲဒီနောက်အေပီလာမှာရွှန်းကိုအခြေခံဥပဒေဆိုင်ရာတရားရုံးကသမရယာဒူမှဖေရှားခဲ့ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲမှာအနိုင်ရပြီးသမရတေဖြစ်လာခဲ့တဲ့လီဂျီမြာဟာရွှန်းရဲ့ဆဲအုပ်ချုပ်ရေးအမိန့်ကြေညာမှုနဲ့ရွှန်းရဲ့ဇနီးတဲ့အပြင် ရွံ့ရိပ်လှုပ်ဖော်ကင်ဘက်များပါဝင်နေတဲ့အခြားဆွဆဲချက်များနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်၃ဦးပါဝင်တဲ့လူလက်တဲဥပဒေကျိုးဆောင်များဖွဲ့ကိုဖွဲ့စည်းခန့်အပ်ခဲ့ပါသည်နိုဝင်ဘာလ22ရက်နေ့တွင်မူဥပဒေကျိုးဆောင်ဖွဲ့ထဲမှပါဝင်တဲ့အဖွဲ့ဝင်တဦးကရွှေရဲကကွယ်ရေးဝန်ကြီးဟောင်းနှင့်အခြားဆဲဦးကိုအာဏာလဲသွမ်းမှုနှင့်ဆွဲချက်တင်ခဲ့ပြီး2023ခုနှစ်ကရေးပေးတင်ပြည်သူများကိုရှာဖွေကိစ္စရေးလုပ်ငန်းစဉ်အတွင်မရင်းတပ်ဖွဲ့ရဲ့တက်ကြွ ခြေစုကွန်ဒေဆုံမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများကိုကြိုးကန်ချက်လျင်ကြိုးပမ်းခဲ့လို့ဆွဆွဲခဲ့ပါတယ်။ခြေရဲ့ဒေဆုံမှုအတွက်အခြားလူခုနှစ်ဦးနဲ့မရင်းတက်ခွဲရဲ့တက်မှုတအူးမှာတာဝန်ရှိကြောင်းမရင်းတက်ခွဲရဲ့အစော်ပိုင်းစုံစမ်းစစ်ဆေးမှုတွေဖော်ပြထားပါတယ်။ဒါပေမဲ့ရွှေကားမှုအဲ့တက်မှုအားထည့်သွင်းဆွဆွဲမှုကိုဒေါသထွက်ကြောင်းဖော်ပြခဲ့ပြီးသမရယုံရရှိများနဲ့ကကွေဝန်ကြီးဌာနမှထိပ်တည်ရရှိများကအဲ့ဒီတက်မှုကိုတန်တရားစီးမှဖေထုတ်ရန်မရင်းတက်ခွဲအားထုတ်ပြန်ချက်ကိုပြန်လည်စစ်ဆေးရ ရန်ပြရားပေးခဲ့တယ်လို့ဥပဒေကြိုးဆောင်ဖွဲ့ရဲ့လက်ထောက်အထူးရှိနေ6မင်းရောင်ကပြောကြားခဲ့ပါတယ်မရင်းတပ်ဖွဲ့ရဲ့စွန်စက်စစ်ရေးအဖွဲ့အကြီးကပတ်ဂျွန်ဟန်ကအဲ့ဒီဖိအားများကိုဖိဆန်ခဲ့ပြီး၎င်းတို့ရဲ့စစ်စစ်တွေ့ရှိချက်ကိုရဲတပ်ဖွဲ့ထံပေးပို့ခဲ့ပြီးမယ်လေရွန်းကအဲ့ဒီစစ်စစ်ချက်ကိုရဲတပ်ဖွဲ့ထံမှယူဆောင်ပြီးပတ်ကိုရာဒူမထုတ်ပေးကပတ်အားအမိတ်မနာခံမှုဆွဲချက်များနဲ့စွန်စက်စစ်ရန်အရာရှိများကိုအမိန့်ပေးခဲ့တယ်လို့ချောင်းကပြောကြားခဲ့ပါတယ် ပကအစုံစမ်းစစ်ဆေးမှုများကိုတရားဥပဒေနဲ့ညီပြုလုပ်ခဲ့ခြင်းဖြစ်ပေမဲ့လည်းရုံးနှင့်အခြားသူများဟာအာဏာလဲသုံးမှုကိုစနစ်တကျကျူးလွန်ခဲ့ကြပြီး၎င်းဟာမရင်းတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးရေးဖွဲ့ရဲ့တရားမျှတမှုနဲ့လွတ်လပ်မှုတို့ကိုရောပါစေခဲ့ကြောင်းခြောက်ကပြောကြားခဲ့ပါသည်။အကြေးချခံထားရတဲ့ရုံးကမူယခုဆွဆွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ရုံးဟာ၎င်းရဲ့အမှုနဲ့ပတ်သက်ပြီးယခုဆွဆွဲချက်များကိုမူညင်းဆိုခဲ့ပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဘရာဇီးမှာကျင်းပတဲ့ကမ္ဘာ့ရာသီဥတုညီလာခံမှာမန်တန်မီးလောင်တာကြောင့်လူများအလန့်တကြားထွက်ပြေးခဲ့ရတဲ့တဲ့ရင်းကိုတင်ဆက်ပါမယ်။ဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ကုလသမဂ္ဂရာသီဥတုညီလာခံရဲ့အတွင်းဘက်မှာနိုဝင်ဘာလ20ရက်နေ့တွင်မီးလောင်မှုဖြစ်ပွားခဲ့လို့သိရပါတယ်။ခါမိုးမြန်မာတဆင့်လောင်ခဲ့တဲ့မီးကြောင့်အလန့်တကြားထွက်ပြေးခဲ့ကြရတဲ့အပြင်အရေးပါတဲ့အဆင့်တို့ရောက်လာပါတယ်။ ကာမိုးမြမတဆင့်လောင်ခဲ့တဲ့မိကြောင့်အလန့်တကြားထွက်ပြေးခဲ့ကြရတဲ့အပြင်အရေးပါတဲ့ဆင်းသို့ရောက်လာတဲ့ဆွေးနွေးမှုများကိုရင်ဆိုင်ထားခဲ့ရပါတယ်။မိဟာညီလာခံအတွက်ရာရဲအုံပြုတဲ့မန်ထွက်များကိုလောင်ခဲ့ခြင်းဖြစ်ပါတယ်။ရာသီဥတုညီလာခံကိုဘယ်လံမျိုးမှကျင်းမနေခြင်းမိလမှုဖြစ်ပွားခြင်းကြောင့်လူတို့ဟာထွက်ပြေးခဲ့ရပါတယ်။အမေဇုန်ဒေသမှာလွန်ခဲ့တဲ့သတင်းပတ်တုန်းကစျော်ပီတတိဆွေးနွေးပွဲများစတင်ပြီးကလေးက ယခုမိလာမှုဟာတတိယအကြိမ်မြောက်မတော်တဆမှုဖြစ်ပါသည်။တိုင်းသောစရာပြသူများကညီလာခံကျင်းပတဲ့နေရာကိုရောက်လာခဲ့ပါသည်။ငိန်ချန်းစွာစရာပြခဲ့ရာမှာ၎င်းတို့ကညီလာခံဝေဘကိုပိတ်ဆို့ထားခဲ့ပါသည်။လူကြိုရေးများကလှည့်မြန်စွာတုံ့ပြန်ခဲ့တာကြောင့်6မိနစ်ခန့်မှာမိများကိုထိန်းနိုင်ခဲ့တယ်လို့ဘရာဇီးနဲ့အမေရိကန်တို့ရဲ့ပူးတဲထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါသည်။မိလောင်ရာနေရာတို့လူနာတရင်များအမြန်ရောက်လာခဲ့ပါသည်။နောက်ဆုံးတဲ့ပုံအနေနဲ့ နောက်ခံလူကာပရီရဲ့ရေသရဘတ်အများပြအနိုင်ရမယ်လို့အာတီတာပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။အာဆင်နယ်သင်းဒီပြအာတီတာကနောက်ခံလူကာပရီရဲ့ဟာပေါင်တန်ယာနဲ့ရေသရဘတ်အများပြအနိုင်ရမှာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့၎င်းကအနိုင်ရမယ့်ရေတရပတ်အရေးအတွက်အတိအကျကိုတော့ထုတ်မပြောခဲ့ပါဘူး။ဂါဘီကရေတရပတ်များစွာမကစားနိုင်တော့ဘူး။ဒါဟာကျွန်တော်တို့အဖို့ထိုးနှက်ချက်ဆိုတာသိတာထင်ရှားပါရဲ့။ဘာဖြစ်လဲဆိုတော့သူဟာကျွန်တော်ရဲ့နောက်တန်းမှာခေါင်းဆောင်တယောက်ပါ။ကျွန်တော်ဖို့ဘလို့မှအပြုတ်သဘောမဆောင်နိုင်ပါဘူး။ကောင်းတဲ့အရာကတော့ကျွန်တော်တို့မှာအရန်ကောင်းတဲ့ရွေးချယ်မှုတွေရှိနေရပါပဲလို့အာဒီတာကပြောခဲ့ပါရဲ့။ဂါဘီရဲ့ဟာဘရာဇီးလ်တင်းနဲ့တူစီနီဂေါတင်းနဲ့ကစားတဲ့ခြေစမ်းပွဲမှာဒဏ်ရာရခဲ့တာဖြစ်ပါရဲ့။ ၎င်းဟာအခုရာသီပရီးမီးယားလိဆက်တပွဲစလုံးဖွဲထွက်ကစားခွင့်ရထားခဲ့သူပါစပါနယ်ကစားရမယ့်ယောင်လန်ဒန်ဒါဘီပွဲမှာတင်မာကစားဖို့ရှိပေမဲ့ကလာဖီယိုရီကတော့50 50နေထားပဲရှိပါတယ်အလဲပိုင်းရုပ်သံရဲ့ညာပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းအချိန်ကဖြစ်ကြပါစေရှင်